လေးပြပြချင်ပါတယ်အဲတော့ပထမဆုံးအနေနဲ့အင်ဆိုင်မလေးစာအလုပ်လုပ်ပုံနဲ့အင်ဆိုင်မလေးစာကကျမတို့ရဲ့အရေးပြားပုံမှာတက်ရောက်မှုက safe ဖြစ်ရလားအနေရကင်းရလားဆိုတာကိုဒီအပိုင်းမှာကျမပြ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 မှာဖြစ်ပါတယ် ဒီဆိုင်မားဗီဇာရဲ့အလုံးလုံးပုံမရှင်းပြခင်မှာကျွန်မပထမဦးဆုံးအရေးပြရဲ့ဖွဲ့စည်းပုံလေးကိုရှင်းပြခြင်းပါတယ်။ကျွန်မတို့ရဲ့အရေးပြမှာအလွှာ၃လွှာပါပါတယ်။ဆိုတော့ကျွန်မတို့ရဲ့လွန့်သွားတဲ့ရောင်ခြည်ဆဲလေးရာဘေးအလွှာမှာနေလဲဆိုတော့အရေးပြရဲ့အပေါ်ဆုံး superficial layer ဖြစ်တဲ့ epidermis ထဲမှာနေပါတယ်။အဲ့တော့ epidermis အလွှာကိုကျွန်မတို့ကအလွှာသေးသေးလေး၅လွှာနဲ့ထပ်ပြီးတော့ဖွဲ့စည်းထားပါတယ်။အဲ့တော့အဲ့ဒီဖွဲ့စည်းထားတဲ့အလွှာသေးသေးလေး၅လွှာမှာရော melanocyte ကိုခေါ်တဲ့ရောင်ခြည်ဆဲလေးတွေက deepest layer လို့ခေါ်တဲ့ဟို၅လွှာမြောက်အနက်ဆုံးအလွှာမှာနေပါတယ်။ ။ဒါကြောင့်အင်ဆိုင်မနေစာအရောက်နိုင်ဆုံးနေရာကတော့ဒီအရေပြားမှာရေပူရအပြစ်ဆိုရင် epidermis လို့ခေါ်တဲ့အပေါ်ဆုံးအလွှာရဲ့အောက်ဆုံးအလွှာအထိပဲရောက်ရှိနိုင်ပါတယ်။ဒါကြောင့်ကျမတို့ကလေစာပြက်လိုက်ရင်အရိုးတွေထိမလား၊ nerve တွေပျက်စီးသွားနိုင်လား၊နာနိုင်လား၊ဘာတွေဆိုးကျိုးဖြစ်နိုင်လဲဆိုရင်တော့ကျမဘာမှမဖြစ်နိုင်ဘူးလို့ပဲရေပူရအပြစ်ဖြေပါမယ်ရှင်။ဘာဖြစ်လို့လဲဆိုတော့အပေါ်ဆုံးအလွှာရဲ့ deepest layer တစ်ခုတည်းကိုဒါ melanocyte ရှိတဲ့အတွက်အဲ့ဒီအလွှာတစ်ခုလုံးကအင်ဆိုင်မလေစာသက်ရောက်နိုင်ပါတယ်။ မ်းမလေးစာရဲ့ safety နဲ့ mechanism of action ရှင်းပြပြီးတဲ့အချိန်မှာကျမတို့ဘယ်အသက်ရွယ်မှာစပြီးအဆိုင်မလေးစာကိုပြည့်ခွင့်ရှိမယ်ပေါ့ဆိုတော့ကျမတို့ကဒါ public announcement အနေနဲ့ရော any age ပေါ့အသက်ဘယ်အရွယ်မှာဆိုကျမတို့ Alzheimer လေးစားကိုစတင်ပြင်ရှိပါတယ်ဒါပေမဲ့ကျမရဲ့ clinical practice အရာတော့ကျမရဲ့စိတ်ခန့်ဒီမှာဆိုရင်တော့ကျမအသက်3နှစ်ကနေစပြီး Alzheimer လေးစားကိုဖြစ်ခွင့်ပေးထားပါတယ်ပြီးတော့ Alzheimer လေးစားနဲ့ပတ်သက်ပြီးကျမအပိုင်း၄ပိုင်းနဲ့ဗီဒီယိုလေးဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့အပိုင်း3အနေနဲ့ Alzheimer လေးစားဖြစ်ခြင်းရဲ့ကောင်းကျိုးအဲဒါမှမဟုတ်ဆိုးကျိုးအနေနဲ့ရောဘာလေးတွေရှိနိုင်လဲဆိုတာကိုအဆက်လက်ဆောင်ရွက်ကြည့်ရှုပေးပါဦးနော်